ဲกว่าဘာတွေမှန်းကိုလည်းမသိဘူးกว่าကိုဘကဆုံးရှုံးမှုတွေကြီးပဲဗဘာလဲอ่ะမဘာတွေကျွန်တော်ကော်ဖီလေးဖြော်လာတယ်ဗဟေးกว่าဟုတ်တည်ရလိုက်တာအလိုက်တည်ရလိုက်တာတရာလိုက်တာကိုကောသူဒီလိုလုပ်ဝင်းမှာမဟုတ်ဘူးဟောဟုတ်ကဲ့အဘဟိုဟိုအဘတည်းမဟုတ်တော့ပါဘူးဗရဲ့အခုလေတက်ချုံကြီးကိုလေအောက်လက်ငယ်သားတွေကဟိုဗမတရာတော့ဘူးသိလားတော့မကြည့်ဘူးတော့အဲ့လိုဖြစ်နေတယ်အလိုက်မတည်တော့ဘူးအလိုက်မတည်တော့ဘူးအဲ့လိုဖြစ်ငါထင်နေ တချို့မကြမီမင်းဓာထုခံဟာယောဟာယောမဟုတ်လေမင်းကငါ့ကိုပါလေဒီကော်ဖီလေးတစ်ခွက်နဲ့မင်းကငါ့ကိုလာပြီးတော့တက်ချုပ်ကိုဖဲ့ညင်လို့ဒီစကားမျိုးငါ့ကိုဒီုံမြင်လို့ဒီုံတွေ့နေတာဟုတ်ပါဘူးပါရဲ့ကျွန်တော်ကဒါအဘကိုကျွန်တော်စေစနာနဲ့လာတိုက်တာအဘကပြောလို့ဩမင်းကတိတက်တယ်ဘာညာဟိုမတိတက်ဘူးဘာညာဆိုလို့အခုကျွန်တော်ကလည်းပါအခုပြည်သူတွေပြောနေတဲ့အတန်တွေကြားတယ်ပြီးတော့အဲ့မှာကျွန်တော်ဒီစစ်ဘက်ကကျွန်တော်ရဲ့ဒီရဲဘော်တွေရဲဘော်တွေပြောတဲ့အတန်ကိုလည်းကျွန်တော်ကြားတယ် အခုရဲဘော်တွေကအခုရှေ့တန်းမှာဟိုထွက်နေတဲ့ရဲဘော်တွေကဟိုသူတို့ကိုတာဝန်ပေးလိုက်လို့မင်းတို့အဲ့နေရာကိုတွားဆိုလို့လားသူတို့အဲ့ရှေ့တန်းကိုတွားနေရတာသူတို့လုံးလုံးစိတ်ကိုပျော်ရွှင်မှုမရှိတော့ဘူးတချို့ကြီးကိုလည်းတဖြည်းဖြည်းနဲ့တော့သူတို့သဘောပေါက်လာပြီဟိုပြောရမယ်ဆိုရင်ပါဘာလို့လုံးချင်တယ်လုံးလို့မရတော့ဘူးဆိုတော့ယွန်ကြောက်ပေါ့ယွန်ကြောက်ယွန်လဲယွန်လဲကြောက်လဲကြောက်လိုက်တချို့ဟာဟေ့အဲ့လိုမပြောရဘူးလေကွာဟေ့ဟာမင်းမဟုတ်တော့ဘူးလေကွာမင်းကလေအဲ့လိုမပြောလို့မရဘူးလေကျွန်တော်ကအောက်ချိန်မှာဖြစ်နေတဲ့ဟာကိုအဘကိုကျွန်တော်တင်ပြမှာအဘကိုသိမှာ ဟိုအဘတက်ချုပ်ကြီးကိုပြန်ပြောပြလို့ရမှာလေအောက်ချုပ်မှာဖြစ်နေတဲ့ဟာလေးကိုကျွန်တော်ပြောပြတာအေးဟုတ်တယ်ဟုတ်တယ်ကွာမင်းတက်ချုပ်ကမင်းသူနေရာဒီမြဲဖို့နဲ့သူအာနာရရှိဖို့ပြီးတော့သူ့မိသားစုကောင်းစားဖို့ဒီလက်တဆုပ်စာသူတို့အရာရှိတွေပေါ့နော်ဟုတ်ကဲ့ခေါင်းဆောင်ဘိုင်းတွေမတည်ဘူးဟုတ်ကဲ့ဟုတ်နော်ဟုတ်ကဲ့အဲ့ဒါတွေအတွက်မင်းကိုယ့်ရဲ့ဒီတက်တွင်းမိသားစုက တက်တွင်းမိသားစုတွေနဲ့ဒီရဲဘော်တွေအကုန်လုံးကိုသူချနင်းနေတာကွာဟုတ်အဲ့ဒါတွေကလည်းဟိုအရင်အရင်နှစ်တွေကတော့ပြောရမယ်ဆိုရင်ဆယ်စုနှစ်လောက်ကတော့အဆင်ပြေတယ်ပေါ့အဆင်ပြေတယ်ပေါ့နော်အခုနောက်ပိုင်းကျတော့အပါရေမရတော့ဘူးဗျမရတော့ဘူးဆိုတာကလည်းအဲခစ်ကလည်းပွင့်လင်းမြင်လာတဲ့ခစ်ဖြစ်လာပြီကိုအဲ့တော့အောက်ခြေရဲဘော်တွေကလည်းအခုဆိုရင်ကျွန်တော်ဖုန်းနေသုံးတယ်သုံးတတ်တယ်အပါကျတော့သူတို့ social media ပါကြီးကြည့်တယ်ကြည့်တဲ့ခါကျတော့တဖြည်းဖြည်းနဲ့တော့အပါလို့လုံတိုင်းတော့မရတော့ဘူးဆိုတာဒီကျွန်တော်ပြောပြလာပါအေးအဲ့ဒါသူမြို့ငါမေးမယ်မင်းမနေ့ကငါ့ကိုပြောတဲ့တဲမှာဒီဟိုအလင်းဝင်သွားတဲ့လူတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ PDF ရဲဘော်တွေတိုင်းသားလက်နက်ကင်ဖွဲ့တွေကစုတွေချင်းမြင်ကြတယ်ဟုတ်တယ်လေအဘအနည်းဆုံးဘယ်လောက်ချင်းမြင်လဲအနည်းဆုံးကတော့အဘရဲ့ဟိုပါပေါ့ပြောရမယ်ဆိုတော့ယူလာတဲ့လက်နက်ပေါ်တော့မူတီတာပေါ့အဘရဲ့လက်နက်မပါလဲချင်းမြင်တယ်မလားလက်နက်မပါလဲသူတို့ရဲ့စားဖို့တောက်ဖို့နေဖို့ထိုင်ဖို့တော့သူတို့ကဥပမာပေါ့၁၀သိန်းသူ၁၀သိန်းသိန်း၂၀သိန်းသိန်း၂၀သူတို့ပေးတယ်လက်နက်တွေပါလားလက်နက်ပါလာရင်တော့လက်နက်ပေါ်မူတီပြီးပေါ့သူယူလာတဲ့လက်နက်က50တရာအဲ့ပေါ့ပေါက်ဈေးအတိုင်းပေါ့နော်အဲဒါလို့သူယူလာတဲ့လက်နက်ကဈေးကြီးတယ်ဟို100ကျော်ရှိတယ်ဆိုရင်100ကျော်ပေးတယ် ဟုတ်ကဲ့ဟိုကမ30ကျော်30 50သူ50အဲ့လိုမျိုးသူကသူဖြတ်ပြီးတော့ပေးတာပေါ့နော်အဲ့ဒါကဟုတ်ကဲ့လူစိတ်ရှိတဲ့အပြင်ကိုဟာငါတို့လည်းဟာဟိုပြည်သူတွေရဲ့အလှူကိုငါတို့လည်းရရှိသလိုအလင်းဝင်လာတဲ့လူတွေကိုလည်းငေါ့တဲ့မျှဝေပြီးပေးမယ်ဆိုတော့စိတ်သက်ရှိတယ်ဟုတ်ကဲ့ပါဟုတ်တယ်အဲစက်စက်သားမင်းလိုမျိုးပေါ့နော်ဘယ်ဘက်ကနေပြီးတော့ဘာတွေပေးမယ်ညာဘက်ကနေဘာတွေပေးမယ်ဆိုတော့ဥစ္စာအခုငါတို့ရဲဘော်တွေတည်သွားခဲ့ရင်ဟုတ်ကဲ့တည်စည်းဆိုပြီးတော့ဘယ်လောက်ရလဲ တသိန်းပဲရတယ်အဲ့တသိန်းတော့မှတေးပြီးလို့3လလောက်ကြာမှရတာပါမင်းစင်တသိန်းဆိုတော့အခုဒီကကြီးမှာဘာသုံးစားလို့ရမှာဘာမှလုံစားလို့မရဘူးသူ့အတွက်ကိုအသက်တွေပေးဘဝတွေစည်ပြီးတော့မိသားစုတွေပျက်စီးပြီးတော့နော်အိုးမဲ့အိမ်မဲ့တွေဖြစ်တေးပြီးဟိုတော့ တည်ပြီးတော့ क्वे ရတယ်ရှင်ပြီးတော့ क्वे ရတယ်နော်အဲ့လိုတွေဖြစ်နေတဲ့ဥစ္စာကိုတက်ချုပ်ကတသိမ်းပဲပေးတယ်ဆိုတော့ကွာမင်းစဉ်းစားကြည့်ခိုးဘက်ကတော်လိုင်းရင်တဖွဲ့တည်းကပေးတဲ့ဥစ္စာနဲ့ကွာစီနေရီကွာနေတယ်ဟုတ်တယ်ပါအဲ့ဒါဆိုခုနပြောချင်တာလေဘာလို့လဲတဖြည်းဖြည်းနဲ့လည်းအောက်ခြေရဲပေါ်ဒီမှာသူတို့မှစိတ်သက်ဒီမှာလည်းအဲ့လိုတွေဟိုတက်ချုပ်ကြီးပေါ်ကိုအဲ့လိုတွေဖြစ်လာပြီဆိုတာလေးကိုကျွန်တော်အရေးမို့အပေါ့ကိုကျွန်တော်ပြောပြတာဒီကလေးများဒီရဲပေါ်ဒီကပုံကံပြီးတော့တပုံထားနေရင်ဘယ်လိုလုပ်မလဲ အဲ့ဒါပဲလေအဲဘာကိုကျွန်တော်ဆိုလို့ဒီအကြောင်းနေမတိသေးလို့နော်တိသွားခဲ့လို့ဟာငါတို့အကုန်လုံးကရှင်းတန်းထွက်မဲ့တူတူတော့ရှင်းတန်းထွက်မဲ့ဆိုတော့ပြပြီးတော့နေပြီးတော့ဖက်ဖက်ဖက်ဆိုဝိုင်းပြီးတော့ခြောက်လုံးတော့ဒိန်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 ဆိုကျဲနေဘယ်လိုလုပ်မလဲတရက်နေ့ပဲတရက်နေ့ဆိုပြအလုံးပွဲပြတော့အေးအဲ့ဒါပဲအေးဟုတ်ပါဘူးဟုတ်ပါဘူးငါတို့ဒီတက်ချုပ်အကြောင်းနဲ့ငါတို့ဟို မပြောချင်တော့ဘူးကဇက်ရှုပ်ကြီးကဖြစ်နေတာ哦ဟုတ်တယ်ပါငါမောက်ကိုတတင်းလေးပဲငါ့ကိုအဲ့တော့ဒီမနက်ပိုင်းမှာပေါ့အပရေနော်ရရှိလာတဲ့ကျွန်တော်တတင်းဒီကိုစမောင်ဝဲနဲ့ပတ်သက်ပြီးတော့ဘာတွေကြားသေးလဲအခုအဲ့ဒီတတင်းလေးကျွန်တော်တက်လာတယ်အဲ့ဒီမပေါ့အရင်ကျွန်တော်ပြောပေးငါ့ကိုဖုံးဆက်ထားလေမစမောင်ဝဲတတင်းကျွန်တော်ယူလာမယ်လို့ငါ့ကိုပြောအေးဟုတ်ကဲ့အဲ့ဒီစင်ပေါဝဲမှာဖြစ်တဲ့ကိစ္စလေးပေါ့နော်အဲ့စင်ပေါဝဲမှာဘယ်လိုဖြစ်တာလဲဆိုရင်ဘာရေဒီစင်ပေါဝဲမြို့နယ်ကျွန်တော်ကိုးပင်တာကရကျွန်တော်လမ်းပိုင်းရှိတာကရတာကရတာကရနော်အဲ့ကိုးပင်တာကရလမ်းပိုင်းမှာတဲ့ကျွန်တော်တို့ဒီဟိုစက္ကမစစ်သားများ နော်လိုက်ပါလာတယ်ကျွန်တော်ဒီကာနစီဟိုတိုက်ခိုက်ခံရတယ်ဆိုသတင်းလေးကိုကျွန်တော်ပြောပြမယ်နော်ဟုတ်ပြီဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့ရဲ့ဒီစကားမစစ်သားတွေအထေပြောက်ရှိတယ်ပြီးတော့ကျွန်တော်လက်နက်တွေပေးလိုက်ရတာလည်းရှိတယ်အဲ့ဒါလေးကိုအပေါ့ကျွန်တော်ဖလောင်းဆိုတင်ပြပေးမယ်ဟောဖြစ်တာဟောဘယ်နေ့ကဖြစ်တာလဲဆိုရင်ကျွန်တော်နိုဝင်ဘာလ16ရက်နေ့နော်ကျွန်တော်ညနေ၄နာရီကျော်ကမှာတဲ့ကျွန်တော်စင်ပေါဝဲမြို့နယ်ကျွန်တော်ကိုးပင်တာကရလမ်းပိုင်းဟုတ်ပြီအဲ့ဒီလမ်းပိုင်းကိုကျွန်တော်တို့ဒီစကားမစစ်သားတွေကကျွန်တော်လိုက်ပါလာတယ်ကျွန်တော်အိမ်စီးကားတစ်စီးပြီးရင်ကျွန်တော်တန်ချက်ကကားတစ်စီးနော်အဲ့ကားနှစ်စီးပေါ့ ကျွန်တော်ဒီဟိုဟာပြောရမယ်ဆိုကိုပင်သားကလမ်းပိုင်းကိုကျွန်တော်ဖြတ်လာတယ်ဟုတ်ပြီအဲ့ချိန်မှာကျွန်တော်တို့ဒီတော်လိုင်းတက်ဖွဲ့တွေကနေပြီးကျွန်တော်ပစ်ခတ်တိုက်ခိုက်တယ်သိရတယ်ဗျဟုတ်ပြီအဲ့လိုကျွန်တော်တို့ဒီတိုက်ခိုက်တဲ့နေရာမှာကျွန်တော်ဒီဟိုတန်ချက်ကကားပေါ်ကကားတော့ဘာမှတော့မဖြစ်ဘူးပေါ့ဗျရဲ့ဒါပေမဲ့ရှေ့မှာကျွန်တော်စီးလာတဲ့အိမ်စည်းကားအိမ်စည်းကားရှိတယ်အဲ့အိမ်စည်းကားကိုတော့ကျွန်တော်တို့ဒီဟိုတနက်ထိမှန်တယ်ထိမှန်ပြီးအဲ့မှာပါတယ်ကျွန်တော်တို့ရဲ့ဒီစက်ကမှစစ်တာနော်စစ်တဲ့ဘက်ကနေကျွန်တော်တို့ဒီဘိုကြီးတူဖြစ်တယ်ကျွန်တော်စူးကိုကိုမောင်အပါဝင်ပေါ့ကျွန်တော်တို့ရဲ့ဒီစက်ကမှစစ်တာ၃လောက်တည်ဆုံးတယ်လို့သိရတယ်ဗျ ဟုတ်ပြီဟုတ်ပြီလက်နဲ့ကယ်တန်းတွေကတော့ဟိုပါပြောရမယ်ဆိုရင်တော့ပါတယ်ဒီကားလေးပုံမှာပါတယ်လက်နဲ့တွေတော့ဒီတော်လိုင်းထပွက်တွေကတင်းစီဝရတယ်လို့သိရတယ်။အော်ဒါ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 ကတော့ထုံးစံပဲ။ဒါကတော့ထုံးစံပဲတင်းစီဝရတယ်။ဟုတ်ပြီ။ပြောရမယ်ဆိုရင်တော့ဟိုဟိုဒီကားတန်ရက်ကကားနဲ့ဒီကားလေးတစ်စီးပဲလာတယ်ဆိုတော့စစ်ကြောင်းထိုးလာတာတော့မဟုတ်ဘူးအပါရဲ့။မဖြစ်နိုင်ဘူးပေါ့။ သူနည်းမြေနည်းမြေအခြေအနေသူတို့ကြည့်မယ်ကြည့်ပြီးတော့ဟိုဘက်ကငါတို့ဘာအခြေအနေရှိလဲငါတို့သွားပြီးတော့သတင်းထောက်လိုက်မယ်ပြင်ပြန်မယ်ဒါပဲဒါပဲဒါပဲဒီလောက်ပေါ့အဲ့အဲ့လားလေအဲ့လိုထွက်တဲ့ချိန်မှာဒီတော်လိုင်းတက်ဝဲတွေကလည်းသတင်းကိုကြိုတင်ပြီးရထားတယ်အဲဟိုတက်ချုပ်ကြီးလို့ပေါ့ကွာအဲတက်ချုပ်ဘယ်ခန်းသားရှိတယ်အခန်းသားလို့တက်မယ်စကားလေးပြောလိမ့်မယ် ပြီးရင်အခမ်းအနားကျွေးတာလေးစားမယ်စားပြီးသွားရင်သူကလုံချိုရင်းနဲ့သူကပြည့်ရမယ်ဒါပဲအခုလည်းဒီတိုင်းပဲသူကတန်ချက်ကကားနဲ့သွားတယ်မင်းတို့ပြောတယ်တန်ပြားကကားနဲ့သွားတယ်ရှေ့ကကားအသေးလေးတစ်စီးပါတယ်ဆိုတော့အဲနေမီးကဘယ်လောက်ထိလုံချိုနေပြီလဲငါတို့ထွက်ကြည့်မယ်လုံချိုနေဆိုရင်ငါတို့လူတွေငါတို့ခေါ်လိုက်မယ် ်ပြီးွားရင်ဒီစခန်းကိုသွားမယ်သွားပြီးတော့အဲ့စခန်းကနေပြီးတော့ကျွေးတာမွေးတာတွေကိုစားမယ်မရှိမရှိမဲ့ဥစ္စာလေးတွေကိုစားမယ်စားပြီးွားရင်သူတို့ပြန်လာမယ်ပြီးရင်ဟောက်စားလုပ်ရမယ်မင်းတို့ကဘာလုပ်လို့ညာလို့အဲဒါ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 ထုံးစံတိုင်းပဲရောအဲ့အဲ့လိုလေးကျွန်တော်တို့သွားတဲ့အချိန်မှာပေါ့ဒါလည်းတော်လိုင်းတစ်ဖွဲ့တည်းကတရင်ရရှိထားတော့ဟောကျွန်တော်တို့ပြက်ခတ်တက်ခတ်ခံရတယ်အဲ့မှာဗိုလ်ကြီးတူဦးပါဝင်ကျွန်တော်တို့ရဲ့ဒီစကားမှာဆက်သား၃ဦးတည်ဆုံးတယ်လက်လက်နဲ့တော့ပေးလိုက်ရတယ်ကိုသိရတယ်ပါဂျမ်းပေါင်းနဲ့မွေးငါးတွေဖြစ်ကုန်ဟုတ်ကဲ့အဲ့ဒါတော့ကျွန်တော်တို့ကနောက်နေ့ကျရင်တော့ပါဖို့ကျွန်တော်ကဒီတရင်ကိုတော့တင်ပြပေးမှာပေါ့နော်တရင်ကိုနော်ဟုတ်ပြီ အဲ့ဒါအဲ့ဒါနဲ့ပတ်သက်ပြီးတော့ငါတက်ချုပ်ကိုလည်းငါပြောရမှာတက်ချုပ်ငါတလောက်ပေါင်းကြီးပဲဟိုမတင်ပါနဲ့ငါတလောက်ပေါင်းတာပဲမတင်ပါနဲ့ဓမောက်ဖုတ်တာနဲ့ဓမောက်ဓမောက်ချက်တာဓမောက်ဓမောက်ချက်တာနဲ့အဲငွေငါချက်တာလည်းနဲ့တင်တာလို့ငါပြောလိုက်တော့ဟုတ်ကဲ့ပါပါမာကြီးခေါ်တော့ तू ကဘာပြောလဲဆိုငွေငါတော့ तू ကောင်းကောင်းမချက်တတ်ဘူးလေရခိုင်မိုးတီတော့ तू ကောင်းကောင်းချက်တယ်လေဟုတ်ဒါပေါ့ဒါပေါ့ဘာသာတော့ဒါဒါ तू မေးကြမေးကြတော့ရခိုင်မာဥစ္စာဒီငါရေဘော်တွေချအဝိုင်းတော့ရခိုင်မိုးတီ तू ကတိုက်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ပြီဟုတ်ပြီပြောပြောပါအောင်အဲ့တော့ဆက်လက်ပြီးတော့အဘောက်ကျွန်တော်တင်ပြပေးမယ့်သတင်းလေးကဘာလဲရှိမလဲဆိုရင်ကျွန်တော်ဒီမုံရွာမြို့နယ်ပေါ့နော် မုံရမြို့နယ်ကျွန်တော်တာစီရွာရဲစခန်းကိုကျွန်တော်ဝင်ရောက်တိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းလေးကိုအပေါ့ကျွန်တော်တင်ပြပေးမယ်เนาะတာစီတာစီမနေ့ကလည်းပါပါတယ်မလားဟိုတာစီရွာရဲစခန်းတာစီတာစီရွာရဲစခန်းဟုတ်ပြီမနေ့ကပါလာတာစီမြို့ဖြစ်တယ်အော်တာစီဟုတ်ပြီအခုကကျွန်တော်ဒီမုံရွာမြို့မှာရှိတဲ့တာစီရွာရဲစခန်းဝင်ရောက်တိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းလေးဟုတ်ပြီအဲ့ဒါဖြစ်စဉ်လေးကိုပြောရမယ်ဆိုရင်ကျွန်တော်နိုဝင်ဘာလကျွန်တော်18ရက်နေ့နာနဲ့9နာရီကမှာတဲ့ကျွန်တော်မုံရွာမြို့နယ်မှာရှိတဲ့တာစီရွာရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်ပြီးတိုက်ခိုက်ခဲ့တယ်လို့ကျွန်တော်သိရတယ် ဒီတိုက်ခိုက်မှုကတော့ကျွန်တော်တို့ဒီဟိုဖြစ်တဲ့အချိန်လေးကတော့ဗပါရဲ့ဒီနိုဝင်ဘာလကျွန်တော်တို့16ရက်နေ့နနက်9နာရီလောက်မှာဒီမုံရွာနယ်ထဲမှာရှိတဲ့ကျွန်တော်တားစီယာရဲစခန်းကိုဝိုးတဲ့ကျွန်တော်ဒီတော်လိုင်းတပ်ဖွဲ့တွေတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်ပြီးတိုက်ခိုက်တာတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်ပြီးတိုက်ခိုက်တာငါတို့ဒီဘက်ကရဲစခန်းဝင်ရောက်တိုက်ခိုက်တာဝင်တိုက်ခိုက်တာသူကရဲစခန်းဆိုတော့ကျွန်တော်တို့ကဒါတော့အထိုင်ချချထားတဲ့ရဲစခန်းပေါ့နော်အထိုင်ချထားတာပေါ့ရဲစခန်းဆိုတာဗပါရဲ့မြို့ပြင်မှာတော့မရှိဘူးမြို့ထဲမှာမရှိဘူးဟုတ်တယ်သူကမုံရွာမျိုးပေါ်တိဟိုဒါတော်လိုင်းတပ်ဖွဲ့တွေစိုးလာပြီဆိုတော့တဘော ဟဲ့အဲ့ဒါအဲ့ဒါဆိုရင်မင်းမုံရမျိုးပေါ်ကတော့ထားလိုက်ကွာဟိုတော့မုံရမျိုးပေါ်ငကိုတွေအခုမှမဟိုးတော့နေရမုံရမျိုးပေါ်ငါတို့ဝင်ကျင်တိုင်းဝင်နေ ဝင်နေတိုင်းဝင်လို့ရတယ်ထွက်ချင်တိုင်းထွက်လို့ရတယ်ဆိုပြီးငါတို့ကိုချင်းချောင်းနေတာဟုတ်တယ်ဟုတ်ပါအခုဥစ္စာကတူးတယ်ဆိုတာအခုနေပြီးတော့လေဝဲထိရောက်နေပြီဆိုပြီးပြီပေါ့ရောက်နေပြီရောက်နေပြီကျွန်တော်တို့ဟိုဒီနေ့လဲကျွန်တော်တို့ကတရင်လေးတော့တက်လာတယ်ဒါမဲ့ကျွန်တော်ဒီမနက်ပိုင်းတော့ကျွန်တော်အတိအကျမသိသေးလို့အပေါ့မပြောသေးတာညနေပိုင်းကျရင်အဲ့တရင်လေးတွေတင်ပြပေးမယ်နော်ဟာရောင်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 အဲ့ဒါအဲ့ဒါဆိုရင်နေပြီးတော့ကတော့မင်းခတ်လှုပ်လှုပ်ပဲဖြစ်နေတယ်ဟုတ်တပြေးပြေးနဲ့တော့ तू ကကျွန်တော်တို့ဟိုပေါ့အရှိန်သူတို့ဘက်ကနေပဲအရှိန်ညှင်းလာတဲ့သဘောရှိတယ် ဟုတ်လေတော်လင်းရဲဘော်တွေဘက်ကအဲ့ဒါဆိုမင်းတို့ပြောပြောနေတယ်နေပြည်တော်ကမင်းစိုးမျိုးဖြစ်နေပြီဟုတ်တယ်အပါစာသာရီယာနဲ့တော့ကိုရီးယားနဲ့လို့တူတာတော့မဟုတ်ပါဘူးတော်တော်စိုးတဲ့မျိုးဖြစ်နေပြီတော်တော်စိုးတဲ့မျိုးဖြစ်နေပြီအားလုံးရဲ့ပြစ်မှတ်ထားခြင်းခံရတဲ့မျိုးဆိုရင်မမအောင်ပါပါရဲ့နော်အဲ့တော့ကျွန်တော်ဒီမုံရမျိုးဒီတာစီရွာရဲစခန်းဟိုတိုက်ခိုက်ခံရမှုလေးကိုကျွန်တော်ဆက်ပြီးပြောပြမယ်လေဟုတ်ပါဘူးဟုတ်ပြီဟုတ်ပြီအဲ့တော့ကျွန်တော်ဒီတော်လန်ရဲဘော်တွေကတော့ဒီနိုဝင်ဘာလ16ရက်နေ့နနက်9:00လောက်ကျွန်မဒီရဲစခန်းကိုဝင်ရောက်ပြီးတော့ကျွန်တော်တိုက်ခိုက်တယ်ဟုတ်ပြီဟိုတိုက်ပွဲဖြစ်ခြင်းကတော့ကျွန်တော်နိုင်ခွဲလောက်ကြာတယ်လို့သိရတယ်ဗျ နော်အာနိုင်ခွက်တော့ခဏလေးဟောခဏလေးတော့ခဏလေးပါနာဟိုရဲစကန်းဆိုတော့လေဟိုခဏလေးကျွန်တော်နိုင်ခွက်တော့ကြာတယ်အဲ့ဒီကျွန်တော်တို့ဒီတိုက်ပွဲဖြစ်တဲ့အချိန်တွေမှာကျွန်တော်တို့ရဲ့ထိခိုက်သေဆုံးမှုတွေကျွန်တော်တို့ဘက်ကနေရှိတယ်လို့သိရတယ်ဗျဒါပေမဲ့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဒီစကားမစစ်သားတွေဘယ်နှစ်ယောက်တည်လဲကျွန်တော်ဘယ်နှစ်ယောက်ဒဏ်ရာရရှိတယ်ဆိုတော့ကျွန်တော်အတိအတိကြတော့မသိသေးဘူးတကယ်လို့သိရရင်တော့ဘာကိုကျွန်တော်တင်ပြပေးမယ်နော်ဗျာနော်ဟုတ်ပြီ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 ဟုတ်ဒါကတော့ကျွန်တော်တို့ဒီမုံရွာမြို့နယ်မှာဖြစ်တဲ့ကျွန်တော်တို့ဒီရဲစကန်းအသိန်းနဲ့တိုက်ပွဲလေးပေါ့နော်နောက်ထပ်ကျွန်တော်အဘောက်ကိုတင်ပြပေးမယ်ဟိုတရင်လေးရှိသေးတယ် အဲ့ဒါဘာလဲဆိုတော့ပေါက်ခေါင်းပေါက်ခေါင်းမျိုးနေပေါက်ခေါင်းဘကိုးပေါက်ခေါင်းဟုတ်ကဲ့ပေါက်ခေါင်းမျိုးနေမှာပြေပေါက်ခေါင်းဟုတ်ကဲ့အဲဘကိုးနောက်ချမ်းပေါ့အဲနောက်နောက်ချမ်းဖြစ်လိမ့်မယ်ဗျနော်အဲ့အနောက်ချမ်းဖြစ်လိမ့်မယ်အဲ့နောက်ချမ်းမှာရှိတယ်ကျွန်တော်တို့ဒီဟိုပြောရမယ်ဆိုရင်အဲ့နားမှာလည်းနေ့တတူပါကျွန်တော်တို့ဒီတိုက်ပွဲတွေပြင်းထန်နေတယ်ဒီကျွန်တော်တို့နက်တလင်းတို့ဒီပေါက်ပေါင်းတယ်ဘာညာအဲ့မှာလည်းကျွန်တော်တိုက်ပွဲတွေပြင်းထန်နေတယ်အဒီကကျတော့ပေါက်ခေါင်းသတင်းလေးကိုအပေါက်ကျွန်တော်တင်ပြပေးမယ်အဲပေါက်ခေါင်းမျိုးနေတယ်နဲ့ကျွန်တော်တို့စိုင်းကဲ၅စီးပြီကျွန်တော်တို့ကင်းပတ်ရန်ထွက်လာတော့ နော်ကျွန်တော်တို့ရဲ့ဒီစက္ကမစစ်တပ်ကိုတဲ့သူတို့မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုကြောင့်ကျွန်တော်တို့ဒီစက္ကမစစ်သားတွေတေဆုံးမှုရှိတယ်ကျွန်တော်တို့ဟောပေါ့ဆိုင်ကယ်တွေအသိမ်းခံရတယ်ဒါလေးကိုကျွန်တော်အပေါ့တင်ပြပေးမယ်အင်းအဲ့ဒါဖြစ်စဉ်ကမလူမကလူအသေးပြောက်ကိုရှိလားရှိတယ်ရှိတယ်ပါဟုတ်တယ်တို့တို့တို့အဲ့လားလေးကျွန်တော်တင်ပြမိမယ်နိုဝင်ဘာလ9ရက်နေ့တဲ့ကျွန်တော်ညနေ6နာရီအချိန်မှာတဲ့ပေါက်ကောင်းမြို့နယ်ကျွန်တော် ပြောမယ်ဆိုရင်တော့တဲပင်ကျေးရမှာရှိတယ်เนาะကျွန်တော်ဒီစစ်တက်ပေါ့ပြောတဲသေးတော့တော်ကောင်းတယ်เนาะမင်းနူးညံ့တယ်တော်တော်စောက်အလုပ်ကောင်းခွက်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 နေတယ်အတေးကတော့စားလို့ကောင်းတယ်ဒါပေမဲ့ဒါကရွာအော်ရွာလားတဲပင်ကျေးရအော်မသိမသိတဲပင်ကျေးရမှာရှိတယ်တဲသေးမှမင်းယူလာတာဟုတ်ဟုတ်ဒါကတော့ရွာပေါ့ကျေးရပေါ့ဟုတ်ပြီနာမည်လေးရှိတယ်အဲတဲပင်ကျေးရမှာရှိတယ်ကျွန်တော်တို့ရဲ့ဒီစက်ကမအထိုင်ချထားတယ်ဆိုတော့စကန်းဟုတ်ပြီအဲစကန်းကနေပြီးတော့တဲ့ကျွန်တော်ဒီပြောမယ်ဆိုရင်ကျွန်တော်စက်ကမစစ်သားတွေကျွန်တော်ဒီဆိုင်ကငါးစီးနေပေါ့နော်ငါးစီးနေကျွန်တော်တို့ကင်းပတ်ဖို့ဆိုကြတော့ဘယ်ရွာတွေကိုကင်းပတ်မလဲဆိုတော့ကင်းလေတာကင်းလေတာ ါဒီအရင်ဆုံးကျွန်တော်ဒီတာကောက်ရွာဘောဒီကုန်းရွာဒီတာကောက်နေတာဟောမကောက်ခိုင်းနေနဲ့ကောက်တာဒီတာကောက်ွားတဲ့အတွင်းငါတို့ကဒီလူတွေငါတို့မျက်ကွယ်မမြင်အောင်ပြင်တာအောင်ဖြောင်းမောင်းပြန်ထားလာပြီလို့မဟုတ်လေအဲ့ဒါဟိုတာအခုကတာတာကောက်ရွာအော်ဂျွာနံပဲအော်မသိငါတို့ကတာတွေပါနေမယ်ငါတို့မြေကြီးတွေပဲပြန်ဖို့မြင်ငါတို့ကလှုပ်လာလို့အဲ့ဒါငါပြောတာပါတာကောက်ရွာရဲ့ဘောဒီကုန်းရွာရဲ့တော့တိုင်းချောင်းနော်တိုက်ချောင်းရွာတို့တိုက်ချောင်းရွာတို့ဝိုးတဲ့ကျွန်တော်ကင်းပတ်ရံဆိုပြီးကျွန်တော်ထွက်လာတယ်ကျွန်တော်တို့ကဒီစက်ကမှ ဟိုစစ်သားတွေပေါ့ဗျာဆိုင်ကငါးစီးနေထွက်လာတဲ့အချိန်မှာတဲ့ကျွန်တော်တို့ဒီတော်လိုင်းရဲ့တပ်ဖွဲ့တွေကဒီတင်းင်းပင်ကျေးရတင်းင်းပင်ကျေးရတင်းင်းကြီးတွေရှိတယ်ပေါ့အဲ့ရွာမှာအဲ့ဒါတော့ကျွန်တော်လည်းမပြောတတ်ဘူးပါကျွန်တော်လည်းမရောက်ဘူးတော့မသိဘူးဒီမှာနော်ရွာနယ်မဲတော့တင်းင်းပင်ကျေးရတဲ့အဲ့ကျေးရနေတော့တိုက်ချောင်းရွာတိုက်ချောင်းရွာအကြားအဲ့အကြားမှာကျွန်တော်တို့ဒီကင်းပုံးဝစ်ပြီးတော့ကျွန်တော်တို့ဟို မိုင်းဆွဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းလေးဟုတ်ပြီเนาะအဲ့ဒီမှာဒီတိုက်ခိုက်မှုအတွင်းမှာကျွန်တော်တို့ရဲ့ဒီအချမ်းဘတ်စင်တက်ဘက်ကနေပြီးတော့စတန်ဒတ်လောက်လုတ်လိုက်တာလေစတန်ဒတ်လောက်လုတ်ဟုတ်ကဲ့ဟုတ်ကဲ့ပါပါဟိုစတန်ဒတ်စတက်เนาะကျွန်တော်တို့ရဲ့ဒီစတန်ဒတ်စတက်ဘက်ကနေပြီးတော့ပြောရမယ်ဆိုရင်ကျွန်တော်၃ဦးတည်ဆုံးတယ်၃ဦးတည်ဆုံးတယ်ကျွန်တော်တို့နှစ်ဦးကတော့ထိခိုက်တယ်ရရှိတယ်အော်ပေါက်ခေါမှာပေါက်ခေါမှာဟုတ်ဆိုင်ကန်နဲ့လာတဲ့အချိန်မှာနှစ်ဦးတော့ထိရရလဲပြီးတော့ကျွန်တော်ជីပေါက်တစ်ခုရယ်ပြီးတော့နောက်ကျွန်တော်ជីတချို့ပေါ့ နော်ကြည်တချို့ပေါ့ရရှိတယ်တင်းစီတယ်ပြီးရင်ဆိုင်ကယ်နှစီးကိုလည်းတော်လိုင်းတစ်ဖွဲ့တည်းဟာတင်းစီးသွားတယ်ကိုသိရတယ်ဗျအဲအဲ့ပေါက်ကောင်းပြည့်စင်လေးပေါ့ပေါက်ကောင်းပြည့်စင်လေးမှာတော်သေးတော့ပေါ့ကွာဒီပုံစံသွားတာဗျဒီဒီပုံစံတိုင်းဆိုရင်မေကို၉ရောက်သွားတာအော်ဆိုင်ကယ်၅စီးကို၉ရောက်စီးသွားတာဗျ၉ရောက်၉ရောက်ကိုငါတို့ကဥစ္စာပဲတည်တယ်ပေါ့တော်တော်၃ရောက်ပဲတည်ပြီးတော့ဂျန်တဲ့လူကတန်းရရ၅ရောက်တန်းရရတယ်တော်သေးတော့ပေါ့တော်သေးတော့ပေါ့တော်သေးတော့ငါကွာမေမင်းခုနငါ့ကိုပြောလိုက်တဲ့ဥစ္စာမင်း အသေးပြောက်များတယ်ဆိုတော့ပေါက်ခေါင်းမှာပဲငါတို့ကအယောက်တစ်တောင်းလောက်တေးပြီးငါးထင်းနေတာဒါကတော့ဘာမို့စစ်ကြောင်းထိုးတာမဟုတ်လीဒါကတော့ကင်းပက်တော့ กินปัดတော့กินปัดတဲ့အချိန်မှာကြာဟိုမိုင်းဆွဲပြီးတိုက်ခိုက်တာဆိုတော့ဒါအဲ့လောက်အများကြီးတော့မတင်နိုင်ဘူးလေ။အော်မမင်းပြောမှုရဆိုရင်တော့မင်းနောင်သေးတော့မယ်ပေါ့။နောင်ကြရင်တော့ဒီစကန်းတိန်းလာလို့ပါလို့ဆိုရင်တော့ဟိုဝင်ထိုးလာလို့ပါလို့ဆိုရင်အော်ဟုတ်ပါဟုတ်ပါပြီ။မင်းဒီပောက်ခေါင်းမှာအရောက်တထောင်တည်ဖို့ငါဒီဘက်ကနေအရောက်ဒီကနေတော့တထောင်ခွဲလောက်ငါပို့ပေးရမယ့်ပုံစံဖြစ်နေတယ်။ပို့တိုင်းလည်းမလောက်ဘူးလေပါ့။ပို့တိုင်းလည်းမလောက်ဘူး။တက်သမျှလည်းသိတယ်။ဟုတ်ကဲ့ပါ။ပြစ်သမျှလည်းတန်ရရတယ်ငါတို့ကဟဲ့လက်နဲ့တွေလည်းပြီး ဟုတ်ဆုံးကြည့်နော်ငါကြွေးပြောနေတာကိုဘကစစ်စစ်စစ်စီလေးနဲ့လှုပ်ရှားမှာဘာပြောတာလဲအမှန်နေပဲလေကျွန်တော်တို့ဒီပြောရမယ်ဆိုနတ်တလင်းလို့ပေါင်းတယ်လို့ဒီပြောရမယ်အဲ့ဟိုဟိုပါအဲ့နိုနေရာမျိုးဘကိုးနောက်ပိုင်းချမ်းကိုဘာလေးလှုပ်တာလဲဆိုကျွန်တော်တို့ကစစ်အင်အားတွေကျွန်တော်ကပို့ထားတယ်မင်းတို့ဘယ်နဲ့စစ်အင်အားလှုပ်လို့မလှုပ်လို့ငါပြောပါဘူးဦးတက်ချုပ်ကနေပြီးတော့အခုဒီကင်းပြီနဲ့သွားတယ်ကင်းပြီနဲ့သွားပြီးတော့ကင်းပြီနဲ့ညားအိမ်မယ်ဆိုကင်းပြီနဲ့ညားမယ်ဆိုငမော်လီမိုင်ညားအိမ်တယ်အမှန်မှန်သူကနေပြီးတော့သူကမထူးတော့ဘူးဆိုတော့ကင်းပြီနဲ့ဟောဒီဘက်ကအခုလုံးသူကစီယုံးကြီးဆင်းတာဟုတ်ကဲ့ ဒါပေမဲ့မရပါဘူးပါတက်ဘာလဲအဲ့ဒါပဲမင်းထိတ်ကန်နေမပိတ်ထားနေအဲ့ဒါပဲမင်းအဲ့ဒါပဲမင်းတို့ကအမရပါဘူးမရပါဘူးမဟုတ်ဘူးတက်ချုပ်ကအကုန်လုံးစီယူရေးလိုက်စင်းတာသူကိုယ်တိုင်စီယူရေးလိုက်စင်းတာ ရွေးကောက်ပွဲကလည်းနီးနေပြီမဲဆွယ်ကာလာလေသူကအကုန်လုံးစီးရင်းလိုက်စင်းလိုက်စင်းလိုက်စင်းပြီးတော့ဘယ်မှန်ကန်းနားလန်းသွားပြီးတော့စားကြပါဟောအဲစားကောင်းစားကောင်းလားအဲတူလုံးမဟုတ်ဘူးလေဒါသူဒါဒါဒါသူ့လုံးမဟုတ်ဘူးပဲတက်ချုပ်ကသွားပြီးတော့သူကမဲဆွယ်တဲ့အနေနဲ့သူကအဲ့မှာသူကစီးရင်းစင်းတာဟုတ်ပါပြီဟောတက်ချုပ်စီးရင်းစင်းတာကောင်းတယ်တော့ဟောဟုတ်လားမြို့တွေကုန်ပါတော့မှာအင်းအဲ့ဒါပဲလေအဖတက်ချုပ်သွားပြီးမြို့ပြောက်တာပဲဟောတက်ချုပ်လည်းရောက်မြို့လည်းပြောက်ဆိုအဲ့ဒါပဲဟာရောက်ပါတီရှောက်ပြောနေတာလေမင်းက မဟုတ်လေအမဒါဖြစ်တဲ့ဟာကိုကျွန်တော်ပြောပြတာလေအရင်အရင်တစ်ခေါက်အရင်တစ်ခေါက်လေသူဟိုတပြည့်နိုင်ငံကိုသွားတယ်သွားပြီးပြန်လာပြီဆိုကျွန်တော်ရှိမှာဆိုတမျိုးပေးလိုက်ရပြီဟုတ်နောက်တနေ့တစ်ခါသွားတယ်တမျိုးပေးလိုက်ရပြီဟုတ်မင်းပြောတဲ့ပုံစံတိုင်းဆိုတော့ဒီမော်လမြိုင်ကဟုတ်ကဲ့မကြမီချိန်တော်နေ့မှာမင်းတွန်လိုင်းတဖုံဝင်နေလက်ထဲရောက်တော့မယ်ဆိုတဲ့ပုံစံဖြစ်နေတယ်မော်လမြိုင်ချင်းချင်းလေးပါပါအေးမော်လမြိုင်မျိုးကြီးကျင်းလိုက်တာနော်ဟာဟာဟိယသူကလေချင်းချင်းကျဲကျဲငါပြောတာရှင်းရှင်းလေးဟုတ်ကဲ့တက်ချုပ်ကသွားပြီးတော့ COA ဆင်းပြီးသွားပြီလေဟုတ်ကဲ့ပါအမအမအောင်မြင်မယ်ထင်တယ်ပေါ့ အော်မြင်မယ်လို့ထင်တာပါငါလည်းကြီးစီတီးသူလို့ပေါ့မထင်မထင်သူဖြစ်နေတယ်ဟုတ်ကဲ့ပါဒါတော့တချို့ကြီးကြောင်းပေါ့နော်ဟုတ်ပြီဟုတ်ပြီဆက်လက်ပြီးတော့ကျွန်တော်မနေ့ပိုင်းမှာရရှိလာတဲ့သတင်းလေးကိုတင်ပြပေးဦးမယ်အင်းအဲဒီခါကျတော့အဘောက်ကျွန်တော်တင်ပြပေးမယ်ဟိုပါပေါ့သတင်းလေးကတော့ဒါအဘောက်တို့လေနေ့တိုင်းနေ့တိုင်းကြောင်းလုံနေကြအစားကမှဆက်တက်ကြီးอืมเนาะအမြဲတမ်းလုံနေကြအလုံလေးလေးကိုကျွန်တော်ပြောပြမယ်ဟုတ်ပြီဟုတ်ပြီအဲ့တော့ဗမာလဲဆိုကျွန်တော်ရေဦးခင်ဦးကန့်ဘလူဟုတ်ပြီရေဦးရေခင်ဦးရေကန့်ဘလူတုံးခုတုံးခုတုံးခုအဲ့မြို့နယ်နေမှာတဲ့အဲ့မြို့နယ်ဒီပြောရမယ်ဆိုရင်အဲ့တုံးခုရေမြို့နယ်အဆက်ပေါ့ ဆက်တီပေါ့နော်အဲ့အဆက်တီဝိုးတယ်ကျွန်တော်တို့စစ်ကြောင်းထိုးနေတယ်ကျွန်တော်တို့ရဲ့ဒီစကားမှာစစ်တက်အဲ့စစ်တပ်ကမလုပ်လဲဆိုဒီကြောက်တိုင်ရွာကိုတဲ့မီးရှို့ဖျက်ဆီးပြီးတောင်းနေချီတော့ပြည်သူများကျွန်တော်တို့ဘေးလွတ်ရအောင်ထွက်ပြေးသိမ်းရှောင်နေရပါတယ်တဲ့အဘတော်လိုင်းတပ်ဖွဲ့တွေကအဲ့လိုတော့မလုပ်သင့်ဘူးကွာမင်း PD ရဲ့ရဲဘော်ရင်တော်လိုင်းတပ်ဖွဲ့ကအဲ့လိုမလုပ်သင့်ဘူးမလုပ်သင့်ဘူးငါပြောရရှင်းရှင်းလေးမဟုတ်လေပါတော်လိုင်းတပ်ဖွဲ့ကလုတာမဟုတ်ဘူးအဘတို့ရဲ့စကားမှာစစ်တပ်ကလုတာအော်ငါတို့ဘက်ကလုတာလားဟုတ်တယ်ပါအော်ငါတို့ဘက်ကလုတာကွာမင်းတက်ချုပ်ခိုင်းတော့လို့နေမှာပေါ့မင်းအဲ့ဒါတော့လေအဲ့စစ်ကြောင်းထိုးပြီးတော့တဲ့ကျွန်တော်ဒီကြောက်တိုင်ရွာကိုမီးရှို့ဖျက်ဆီးတယ် တော့အဲ့ရွာကြောက်ပြောမယ်ဆိုရင်ကြောက်တန်ရွာဆိုရွာကြီးပေါ့ရွာကြီးအင်ဂျီတော်တော်များတယ်เนาะအဲ့တော့ထောင်နေချီတော့ပြည်သူတွေကျွန်တော်တို့ဘေးလို့ရအောင်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရတယ်ဗျအေးအဲ့ဒါကိုလည်းတက်ချုပ်သိစေခြင်းနဲ့ဟုတ်ကဲ့ပါတက်ချုပ်ကိုငားနေပြီးတော့ဒီအွန်လိုင်းနေပြီးတော့ဒီဟိုတော်လိုင်းရေးတက်ဖွဲ့ဝင်တွေပြည်သူတွေတင်တဲ့ဓာတ်ပုံတွေကိုဘယ်စကားကိုတော့ဘယ်လိုတိမ်းလိုက်ပါပြီကျွန်တော်တို့ဘက်ကနေပြီးတော့တွေ့လာမှာအာဓာတ်ပုံရိုင်းနေအင်တာနက်နဲ့ဟိုကနေပြီးတော့ drone နဲ့ပြည့်လေလို့ဒါမှမဟုတ်ဟိုကနေပြီးတော့ ကင်ထလေးလို့လက်နဲ့ကြီးနဲ့ပြစ်လေးလို့ကျွန်တော်တို့ကဘလောက်တေဝါဝပြီးစူတဲ့ဥစ္စာတွေကိုတက်ချုပ်ကတနေ့ကိုတနာကြီးပဲထိုင်ကြီးတက်ချုပ်အောက်ကလူတွေဘာလုံးနေလဲဆိုအကုန်သိသွားလိမ့်မယ်အဲ့ဒါပြောတာဗာအောက်အောက်ရှင်မှာလည်းတော်တော်ကြီးကိုကျွန်တော်တို့တက်ပြတ်နေပြီပါနော်ဟောစိတ်သက်တွေလည်းကျွန်တော်မရှိအောင်ဖလက်ပြတော့ဘာတင်ပြပေးမယ့်သတင်းလေးကဘာလဲဆိုကျွန်တော်နတ်မောင်းမျိုးနေနော်ဟေးနတ်မောင်းဟုတ်တယ်အဲ့အဲ့ဒါဘူချုပ်ကိုမွေးပြီးတဲ့မင်းတာဝန်ရှိတယ်ဟုတ်ကဲ့ပါအခုလည်းငါတို့ဒီမြမတက်မတော်ကြီး ဒီငါတို့စကားစားတက်ကြီးရနေကိုတာဝန်ချေပြီဆိုတဲ့ဥစ္စာမင်းပြောချင်တာမလားတာဝန်ချေပြီးတော့ဘုံလိုက်ချေနေတာပါလို့အဲဘုံလိုက်ချေတဲ့အဲ့မှာတနေရပြီးတနေတော့တုံတုံတုံမဟုတ်ဘူးလေငါတို့ဘုံလိုက်ချေတယ်ဆိုတာဒီဒီတော်လိုင်းတက်ဖို့ဝင်နေတဲ့ PDF ရဲဖို့တွေငါတို့ဘုံချေတာလေမဟုတ်ဘူးပါရဲ့ပြည်သူတွေရှိတဲ့ရွာတွေကိုလိုက်ပြီးတော့ဘာလို့ဘုံကျွဲနေဘုံကျွဲနေဘုံကျွဲတာမဟုတ်ဘုံကျဲဘုံကျဲနေတာအဲဘုံကျဲတာအဲ့ဒါလေးကိုကျွန်တော်ပြောပြမယ်ဟုတ်ပြီအဲ့ဒါတော့နမောက်မျိုးနေတဲ့ကျွန်တော်ဒီကြက်တောက်ကွင်းကြက်တောက်တွင်းဒီနမောက်မှာဒီကြက်ကဘာလို့တွားပြီးတော့တောက်တာလဲ တောက်တွင်းရွာဟောကျက်တော့ရွာဆိုလဲရွာငေါ့ကိုထည့်ပြောလေအဲရတဲ့ကြောင့်ရွာလို့မပြောတော့ငါးနေရွာအဲ့မှာသွားပြီးသွားပြီးသွားပြီးဆိုငါအဲ့လိုနေဖြစ်ကုန်တာဟုတ်ကဲ့ပါဟိုနမောင်းမြို့နယ်တဲ့ကျက်တောက်တွင်းရွာကိုတဲ့စစ်တပ်ကကျွန်တော်ဒီတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ကျွန်တော်လိန်ပြကျွန်တော်ဘုံကျဲချမှုကြောင့်တဲ့ကျွန်တော်ပြည်သူသုံးသေဆုံးတယ်လို့သိရပါတယ်အဲအဲ့အဲ့ဒါလည်းငါတို့ကဒီလိန်ကနောက်ထပ်ဒီလိန်မောင်းတဲ့လူတွေအစ်စ်တွေပေါ့ကွာဒီလိန်အမောင်းလေးကျင်တာလိန်အမောင်းလေးကျင်နေတော့ခလုတ်ကိုသူကနေမှားပြီးတော့သူကနှိမ့်ပြီးတော့အဲ့ဘုံကပြုတ်ကြသွားတာဟုတ်အဲ့လိုလားအဲအဲ့တော့ဒီဒီလ လေ့ကျင့်နေရင်ねဗျာဟိုဒီခလုတ်တစ်ခုနှိပ်လိုက်ရင်ဒီ လင်းမြိုင်းမှာပောက်ပွဲသွားတဲ့ခလုတ်မရှိဘူးလားတော်အဲ့အဲ့ခလုတ်တော့မရှိဘူး तू ကနေဒီဘက်ဒီနေပြီးတော့ဘက်ကို तू ကသွားမယ်ဒီ၆လုံးတန်းရောက်တော့မှပဲ तू ကအဲ့လိုတက်ကြလိုက်တော့အဲခါလဲထိုးဆင်းလိုက်မြို့ရွေပြောနေတာမြို့ရွေပြောနေတာမဟုတ်လေအခုကပြည်သူတွေနေတဲ့ရွာတွေကိုလိုက်ပြီးတော့ဘာလို့ကဟိုတိုက်ပွဲလည်းမရှိဘဲနဲ့လိုက်ပြီးတော့ဘာလို့ကဘုံကျဲနေတာလေအဲ့မှာပြည်သူသုံးဦးတိတ်ဆုံးနေနတ်မောင်ပါပေါ့နော်ဟောဆက်လက်ပြီးတော့ဘာလို့ဒီမနပိုင်းလေးမှာရရှိလိုက်တဲ့တရင်လေးပေါ့တရင်လေးရဲ့နောက်ဆုံးတစင်းတပုတ်ပေါ့ဟုတ်ပြီအဲ့ဒါလေးကလည်းအဘတို့ရဲ့လူမဆန်မှုလေးပါပဲနော်ဟဲ့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 လူမဆန်မှုဆိုတဲ့စကားကောင်းကိုလာမပြောနဲ့ တချို့ကဘလောက်ဒီလူမဆန်နေဆန်နေမင်းတို့သိတယ်နော်တချို့ तू အာနာစသိင်းနေဟော तू ရွာတွေကိုမီးရှို့တယ်ဟုတ်တယ်နော်ဒီဘက်ကနေပြီးတော့ तू မရရတဲ့ဥစ္စာတွေ तू ယူတယ်နော်ဟိုကဘာမှာ तू ကနေပြီးတော့မြန်မာဟိတ်လို့ဆိုတော့ကြွားကျင်မယ်မယ်သူ့ကိုလူရမသွင်းဘူးလူတတ်တဲ့နေရာမှာလားလူတတ်တဲ့နေရာမှာ तू ကနေပိုးရှုပဆက် तू ကတတ်ပြတယ်ဟာအခုလည်းအဲ့လိုပဲလုပ်နေတာအခုနောက်ဆုံးရတဲ့သတင်းလေးကိုပြောပြမယ်အဲ့ဒါဘာမှဖြစ်လာတော့ပေါ့မြွနေဒီပေါ့မြွနေမှာတဲ့ကျွန်တော်ဒီစစ်တပ်ကနေစစ်ကြောင်း၃ကြောင်းပြည့်ထိုးစစ်ဆင်ပြီးတော့ ပြည်သူ9ဦးကိုတတ်ဖြတ်ကားတဲ့လေချောင်းပြည့်ဇက်တိုက်ဘုံကျဲချမှုကြောင့်ကျေးရ29ရာမှာရှိတဲ့ပြည်သူတပေါင်းကျော်ထွက်ပြေးတန်းရှောင်နေရပါတယ်ခင်ဗျာဒီလိုမျိုးဘုံကျဲအောင်ဘယ်သူကခိုင်းတာလဲတက်ချုံကြီးကခိုင်းတာဗောအင်းတက်ချုံတက်ချုံအမျက်ထုတ်မနေနဲ့ပြည်သူလူထုနဲ့ကဘာကလေတက်ချုံအမျက်ဖြုတ်တော့မှာကွာ